မင်္ဂလာပါရှင်ဒီနေ့ကျွန်တော်တို့အတူတကွစူးစမ်းလေ့လာကြမယ့်အကြောင်းအရာကတော့ရှင်ပေတရုဩဝါဒစာ ပထမဆုံးအခန်းကြီး၄ပဲဖြစ်ပါတယ်ဒီချက်လက်တွေကိုတော့ The Wise Believers ကနေရယူထားတာပါဒီနေ့ကျွန်တော်ရဲ့ဆွေးနွေးမှုကလေးကျမ်းပွဲတွေကိုဒီအတိုင်းဖတ်သွားတာမျိုးလဲပို့ပြီးတော့နည်းနည်းနဲ့ကြည့်ချင်တာပါအဓိကကတော့ခက်ခဲတဲ့အခြေအနေတွေဖိအားတွေကြုံလာတဲ့အခါဒါမှမဟုတ်ပေတရုတုံ့နှုံထားသလို့ အရာခက်သိင်းရဲ့အဆုံးနီးလာခိမ့်မှာလေယုံကြည်သူတယောက်အနေနဲ့ဘလို့မှကြင်ကြင်ခံမလဲဘလို့ရဲကျဲရှိရှိအသက်ရှင်မလဲဆိုတာအတွက်ပေတရုပေးထားတဲ့အတွေ့ခေါ်ဆိုင်ရာလက်နက်ကိရိယာတွေကိုအတူတဝအတူဆွေကြည့်ကြမှာပါကဲဒါဆိုပထမဆုံးအဓိကအပိုင်းကိုဆက်လိုက်ရအောင်ခရစ်တော်လိုဒုက္ခခံယူဖို့အသင့်ရှိခြင်းအခန်းငယ်1ကနေ6အချီပေါ့ ခရစ်တော်ကလူခန္ဓာကိုယ်နဲ့ဒုက္ခဝေဒနာကိုကိုယ်တိုင်ဖျက်သိမ်းခဲ့တယ်နော်အခုပေသူကယုံကြည်သူတွေကိုလည်းအဲ့ဒီလိုစိတ်သဘောထားမျိုးအဲ့ဒီ attitude ပေါ့အဲ့ဒါကိုလက်နဲ့တခုလိုသုံးပါလေးတစ်လိုတိုက်တွန်းနေသူတို့ဒီလိုဒုက္ခခံဖို့အသင့်ရှိတဲ့စိတ်ဓာတ်ကအဖြစ်တရားကနေနားသွားပြီးဆိုတဲ့အခြေအနေနဲ့ဘယ်လိုဆက်ဆက်နေသလဲဒါလေးနည်းနည်းရှင်းပြပေးပါဦးတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့အဆိုပဲဆိုတော့ဒီလိုဒုက္ခခံဖို့အသင့်ရှိတဲ့စိတ်ဓာတ်က အဖြစ်တရားကနေနားတော့ပြီဆိုတဲ့အခြေအနေနဲ့ဘယ်လိုဆက်ဆက်နေတယ်လဲဆိုတော့အဲအကျန်းဖင်အဖြစ်နည်းနည်းနားလည်နိုင်ဖို့အတွက်တို့ကမေခရမေခရပေးမဲ့စုံစမ်းတယ်ချက်ပုံတယ်ချက်တိမှန်သတ်တွေ့ဖို့အော်လွန်းဖို့ရှင်မွေးနိုင်တယ်ဆိုတဲ့ရှိတဲ့ရကနေဒီလိုအစိုးရဆိုတော့တဲ့ညတို့ကဒီလိုအချွတ်ဆန်ရကြော်ရောဖို့ဝတ်တတ်တယ်ရှိပြီဟုတ်ကဲ့ဒီအချက်ကအပေါ်ယံကြည့်တာတဲ့ပုံနဲ့တဲ့ဗျအပြစ်မှ နားပါပြီဆိုတာကလည်း ယုံကြည်ခြင်းကြောင့်ဒုက္ခဆင်းရဲကိုကြံကြံခံဖို့ဆုံးဖြတ်လိုက်တဲ့အခါအဲ့ဒီဆုံးဖြတ်ချက်ကိုနိုင်ကရင်ကအဖြစ်ကိုလိုက်စားတဲ့အတ္တတာပုံစံကနေပြပြတသာခွဲထွက်လိုက်ပြီးဆိုတဲ့အမှားအသားတစ်ခုဖြစ်သွားတယ်လို့ဆိုလိုတာပါ။တနည်းပြောရင်ခရစ်တော်ရဲ့ဒုက္ခကိုကိုယ်တိုင်လက်ခံဖို့အသင့်ရှိပြီဆိုတာနဲ့အဖြစ်ရဲ့ဆွဲဆောင်မှုသူ့ရဲ့ချုပ်ကင်မှုအောက်ကနေလွတ်မြောက်လာတဲ့ဆိုတဲ့သဘောပါပဲ။အော်အဲ့တော့ လူရဲ့ပင်ကုန်းအလိုဆန္ဒအတိုင်းအသက်ရှင်တာမျိုးမဟုတ်တော့ဘူး။ဖျားသခင်ရဲ့အလိုတော်အတိုင်းအသက်ရှင်ဖို့ဦးတည်ချက်ပြောင်းလဲသွားတာနဲ့တိုက်ရိုက်ချိတ်ဆက်ထားပါတယ်လေးဟွာသုံး။ဆိုတော့ဒုက္ခခံခြင်းကအဖြစ်ရဲ့ချုပ်နှောင်မှုကနေလွတ်မြောက်စေတဲ့တောချက်တစ်ခုလို့ဖြစ်သွားတာပေါ့။ဟိုဒါဆိုဒုက္ခခံရခြင်းကိုအဖြစ်သဘောဆောင်တဲ့အရာတစ်ခုလို့မမြင်ဘဲနဲ့ အပြည့်ပေါ်အောင်ပွဲခံဖို့ပြီးတော့အပြားအလို့တော်အတိုင်းအသက်ရှင်ဖို့ခွန်အားပေးတဲ့ຢာတစ်ခုအဖြစ်ရှုမြင်ခိုင်းတာပေါ့နော်။ဒါတကယ့်ကိုအတွေ့ခေါ်ပြောင်းပြန်လန်လိုက်တာပဲ။ဒီလိုအတ္တတဥဒီချက်ပြောင်းထွားတဲ့အခါအရင်ကလောက်ခဲ့တဲ့အကျင့်ဟောင်းတွေဥပမာဟိုလွန်ကျူးစွာပြော့ဘာတာတို့ရုတ်တူကိုးကွယ်တာမျိုးတွေလေးထွက်3ကိုစွန့်ပယ်လိုက်ပြီးဆိုပါတော့အဲ့ဒီခါအရင်ပတ်ဝန်းကျင်ပေါင်းတဲ့တွေကနားလည်မှာမဟုတ်ဘူးလေ။သူတို့အန်အောပြီးကဲရဲကြလဲမယ်။လို့ပေတရုကချိုးပြောထားတယ်။ ဒီလိုကဲရဲ့ရှုတ်ချသူတွေရဲ့အဆုံးသတ်ကတော့ဘလို့ဖြစ်မဲလို့ဆိုထားပါတယ်ဒီနေရာမှာတတိဖြူစရာကပေတရုကယုံကြည်သူတွေကိုအားပေးနေတာပါအဲ့ဒီကဲရဲ့ပစ်တင်သူတွေသူတို့ရဲ့လောက်ရအတွေ့နောက်ဆုံးမှာဖျားသခင်ရဲ့ရှင်မောင်မှာတာဝန်ခံရလိမ့်မယ်လို့ဆိုထားပါတယ်အသက်ရှင်သူရောတေလွန်သူပါအားလုံးကိုတရားမျှတစွာစီရင်မဲ့ဖျားသခင်ရဲ့တရားစီရင်ခြင်းကိုသူတို့ရင်ဆိုင်ရမှာပါဟုတ်ကဲ့ အဲ့ဒီတော့သူရဲ့ကဲ့ရင်မူတွေကြောင့်ယုံကြည်သူတွေစိတ်ကပ်ကြစရာမလိုဘူးဘသူရဲ့သဘောထားမချက်ကအဆုံးဆုံးအရေးပါတယ်ဆိုတာကိုရှင်းရှင်းလင်းဖြာထားတာပါဒီကပေးချင်တဲ့သတင်းစကားကတော့ယုံကြည်သူတွေအနေနဲ့အတိတ်ကအဖြစ်တရားလွန်မှုတဲ့ဘဝပုံစံကနေပြတ်သားစွာခွဲထွက်ရက်တီဖို့ပဲဖြစ်ပါတယ်မှန်ပါတယ်ဒီလိုအတွင်းစိတ်သဘောထားနဲ့အတ္တတာဥဒီချက်ပြောင်းလဲမှုက အချိန်နဲ့အတိုင်းဝိုင်းအပေါ်မြင်တဲ့အမြင်ကိုပါဘလို့တက်ရောက်သွားလဲဆိုတာကိုစက်ကြည့်ရအောင်ပေထရုကအခန်းငယ်ခုမှလဲအရာခတ်တင်းဤအဆုံးဒီနီးပြီလို့ရုတ်တရက်ချီချင်ညာလိုက်တယ်ဟာဒီစကားကကြားလိုက်ရင်နင်းနေလို့ထိတ်လန့်စရာလို့ဖြစ်နိုင်ပေမယ့်ပေထရုကတာကိုကြောက်ရွံ့ဖို့တက်တက်မဟုတ်ပဲဘလို့နေထိုင်ရမလဲဆိုတဲ့လမ်းညွှန်ချက်ဖြစ်သုံးထားတာတွေ့ရတယ်ဒီလိုအဆုံးနီးပြီဆိုတဲ့အတိကယုံကြည်သူတွေရဲ့ညစ်စင်ဘဝကိုဘလို့ပုံသွင်းတင်တယ်လို့သူကဆိုလိုတာလဲတကယ်တော့အဲ့ဒီအဆုံးနီးပြီဆိုတဲ့အတိက ယုံကြည်သူတွေကိုပြင်းရစ်သွားစေဖို့ဒါမှမဟုတ်လောကကြီးကိုစိတ်ပြတ်သွားစေဖို့မဟုတ်ပါဘူးစန့်ကျင်ပါဗျာပိုးပြီးအရေးကြီးတဲ့အရာတွေအပေါ်အာယုံစိုက်ပြီးလက်တွေ့ကြကြအသက်ရှင်ဖို့လုံဆော်ပေးတာပါပေတရော့ကအဓိကလှုပ်ဆောင်ရမယ့်အချက်၃ချက်ကိုထုတ်ပြထားတယ်ပထမဆုံးကစူတောက်ဖို့တဲ့စိတ်ကြည်လင်ပြီးမိမိကိုယ်ကိုချုပ်တီးရမယ်လေးခတ်ခွန် ဆိုလိုတာကလောကရဲ့အာယုံနောက်စရာတွေအရေးမကြီးတာတွေမှာအချိန်မကုန်စေဘဲနဲ့ဖျားသခင်နဲ့ဆက်တွေ့ဖို့သူစီကလမ်းညွန်မှုခံယူဖို့တမာတရီနဲ့အချိန်ပေးဦးစားပေးလှုပ်ဆောင်ရမယ်ဆိုတာပါဟုတ်ကဲ့ self control ပေါ့နော်ဟုတ်ပါတယ်ဒုတိယအချက်ကဒုက္ခတူပြင်းပြင်းထန်ထန်ချစ်ကြမယ်လေးကရှက်ဒီနေရာမှာတာမန်ချစ်ချစ်မေတ္တာကိုပြောတာမဟုတ်ဘူးနော် fervent ဆိုတဲ့စကားလုံးကိုတုံးထတာကအင်မတန်အရေးကြီးတယ်။အာတွန်ခွန်ဆိုင်စိတ်အားထက်တန်စွာချစ်ဖို့ဆိုလိုတာ။ပြင်းပြင်းထန်ထန်ဖုံးအုပ်တယ်လို့ပါလေ။အချင်းချင်းရဲ့အမာတွေအာနတ်ချက်တီကိုခွင့်လွတ်ဖို့တီးခံဖို့ကြွန်လွားနိုင်ဖို့ဒီလိုပြင်းထန်တဲ့မေတ္တာကမရှိမဖြစ် လိုအပ်တယ်လို့ဆိုလိုတာပါ။ဟုတ်ကဲ့။တတိယချက်ကတော့မငင်းညူပဲဧဝပြုရမယ်။လေဓမ္မကိုဒါကစိတ်ထဲမှာမကြင်မနှက်နဲ့လုတ်တာမျိုးမဟုတ်ပဲ။ စင်နာမနဲ့အတင်းတို့တွင်မှာရော အဖြစ်မှာပါလိုအပ်နေသူတွေကိုလက်တွေ့ကြကြကူညီဖေးမိုးဖို့လိုက်လဲစွာကြိုးစို့ဖို့တိုက်တွန်းတာပါဒီလိုချင်းချင်းပြင်းပြင်းထန်ထန်ချစ်ချင်းဂူယူဆိုင်ချင်းကိုလက်တွေ့ပြလို့ပြရမလဲဆိုတော့စုကျေစုတွေအချောင်းရောက်လာတာပေါ့နော်အခန်းငယ်စင်မှာဖျားသခင်ရဲ့အမျိုးမျိုးသောခြေစုတော်ကိုကောင်းစွာစီမံခန့်ခွဲတဲ့ဖန်တာစိုးတွေလိုကိုစီရထားတဲ့စုကျေစု charisma gifts တွေကိုသုံးပြီးအချင်းချင်းစေခံရမယ်လို့ဆိုထားလဲ ဒီနေရာမှာစုကျေစုဆိုတာဖျားသခင်ကအသင်းတော်ကိုတိဆောက်ဖို့နဲ့အချင်းချင်းအစဲခံဖို့ပေးအပ်ထားတဲ့ဝိညာဉ်ရေးရအရေးအချင်းဒါမှမဟုတ်ဆွမ်းဆောင်ရည်တွေကိုဆိုလိုတာပါလို့အရင်ရှင်းထားချင်ပါတယ်ဒီစုကျေစုတွေအသုံးပြုပုံနဲ့ပတ်သက်ပြီးပေချူကဘလိုလမ်းညွှန်ချက်ပေးထားပါသလဲအလွန်ကောင်းတဲ့ချက်ဆက်မှုပါပဲဒီစုကျေစုတွေအသုံးပြုခြင်းဟာအပေါ်မှာပြောခဲ့တဲ့ပြင်းပြင်းထန်ထန်ချက်ချင်းရဲ့လက်တွေ့ကြတဲ့ပေါ်ပြမှုတစ်ခုပါပဲပေထုကစုကျေစုတွေကို အဓိကအုပ်စုကြီးနှစ်ခုခွဲပြားထားတယ်လို့မြင်နိုင်ပါတယ်။လေးတဆိုင်ပထမက စကားပြောခြင်းနဲ့သက်ဆိုင်တဲ့စုကျေးဇူးတွေရှိသူတွေအတွက်ပါ။ဥပမာတွန်တင်တာ၊တရားဟောတာ၊အပိတိုက်တွန်းတာ၊ပြုရဖက်ပြုတာမျိုးပေါ့။စကားတော်ကိုပြောကြားနေသလိုမျိုးဖျားသခင်ရဲ့ကိုစားပြောဆိုနေတဲ့ဆိုတဲ့တတိနဲ့လင်းနဲ့နှုနဲ့တောင်းအသိမှုနဲ့ပြောရမယ်။ဖျားသခင်ရဲ့သတင်းစကားကိုသစ္စာရှိရှိပေးပို့သူဖြစ်ရမယ်။ဒုတိယကမှုတော်ဆောင်ခြင်းလက်တွေ့လှုပ်ဆောင်ခြင်းနဲ့သက်ဆိုင်တဲ့စုကျေးစုတွေရှိသူတွေအတွက်ပါ။ ဥပမာကုညီမစားတာဥဆောင်စီမံတာပေးခန်းစွန့်ကြဲတာကရုဏာပြတာမျိုးပေါ့အာလက်တွေ့ကြတဲ့အကူအညီတွေပေါ့ဟုတ်ပါတယ်သူတို့ကလည်းကိုယ့်ရဲ့ကိုယ်ပိုင်ခွန်အားကိုယ့်ရဲ့စွမ်းရည်တက်တက်နဲ့လှုပ်ဆောင်နေတာမဟုတ်ဘဲဖျားသခင် ပေးတနာတဲ့ခွန်အားဖျားသခင်ဖြစ်စည်းပေးတဲ့အစွမ်းအားနဲ့ဆောင်ရွက်ရမယ်ကိုအားနဲ့မဟုတ်ဘူးပေါ့ဟုတ်တယ်ကိုအားနဲ့မဟုတ်ဘူး အဲ့ဒါမှမလူအပ်ပဲမောပန်းတာဝမ်ပီးတာမျိုးမဖြစ်ပဲရေရှည်မှာကြည်ကြည်ဖြူဖြူဆက်လက်အစေခံနိုင်မှာပါအရေးကြီးဆုံးကတော့လေဘယ်စုကျစုကိုဘလို့ပဲတုံတုံအရင်ကရွေးချက်ကတခုတည်းပဲအဲ့ဒါကတော့အရာခတ်သိမ့်မှာယေရှုခရစ်အပြင်ဖျားသခင်ဘုံတော်ထင်ရှားဖို့ပါပဲ၄သုံးသက်ဆက်အိုးဒါကအခန်းငယ်ထဲမှာပြောခဲ့တဲ့ဖျားသခင်ရဲ့အလိုတော်တိုင်းအသက်ရှင်ခြင်းဆိုတဲ့အရင်ကအကြောင်းအရာနဲ့ပြန်ချီဆက်သွားပါတယ်ကိုနာမည်ကြီးဖို့ ကိုကုံတိခတဲ့မဟုတ်ပဲဖျားတခင်ဂုံတော့ချီးမွမ်းခံရဖို့သာဖြစ်ရမယ်ဖျားစီကလာရာမို့သူ့ဘုံတော်တော့ပြန်တော့ဝင်မယ်ဆိုတဲ့သဘောကိုကောင်းကောင်းနားလည်လိုက်ပါပြီဒါပေမဲ့လေဖျားလိုတော်တိုင်းအသက်ရှင်ပြီးအတိုင်းဝိုင်းကိုအစေခံနေရင်းနဲ့ပဲအပြင်လောကရဲ့ဆန့်ကျင်မှုတွေဒုက္ခတွေနဲ့ကြုံရနိုင်တယ်ပေတရုကအဲ့ဒီအကြောင်းကိုအခန်းငယ်7ကနေ19မှာဆက်ပြောတယ်နော်။မိခဲ့သောစုံစမ်းတော့ရချင်းတွေကြုံလာတဲ့အခါအံ့ဩစရာလိုမထင်ကြနဲ့၄ရက်တင်းလို့ပေတရုကဆိုတယ်။ ဒါကနည်းနည်းထူးဆန်းတယ်လို့ပဲ။ဘာကြောင့်ယုံကြည်သူတွေကဒီလိုဖြင်းထန်တဲ့စံသက်မှုတွေကိုအံ့ဩစရာလိုမမြင်သင့်တာလဲ။ပြီးတော့ဘာကြောင့်ဝမ်းမြောက်သင့်တာလဲ။ဒါကလူတဘာဝနဲ့ဆန့်ကျင်နေတယ်လို့ပဲ။ဟုတ်ပါတယ်။ဒါကပေတရုပေးချင်တဲ့နောက်ထပ်ရေးကြည့်တဲ့ရှုထောင့်ပြောင်းလဲမှုတစ်ခုပါ။မိခဲ့တို့တော်ဆုံးဆန်းနှောင့်ရှက်ခြင်းဆိုတာယုံကြည်ခြင်းကြောင့်ကြုံတွေ့ရတဲ့အမျိုးမျိုးသောပြင်းထန်တဲ့ဆင်းရဲဒုက္ခဆုံးရှုံးမှုဖိတ်နေမှုတွေကိုပုံဖော်ထားတာပါ။ ပေတရုကဒါရေကြုံလာတဲ့အခါဟာငါတို့ဘာမှနေလို့လဲဒါမို့ဘုရားငါတို့ကိုစွန့်ဖြစ်လိုက်ပြီလားဆိုရဲတွေးမျိုးမဝင်ဖို့ဒါကိုထူဆန်းတဲ့မဖြစ်တဲ့ရာလို့မထတ်မှန်ဖို့အရင်ဆုံးတတိပေးထားတယ်ဟုတ်ကဲ့ဘာကြောင့်လဲဆိုတော့သူကဒီလိုဒုက္ခခံရခြင်းကိုခရစ်တော်ရဲ့ဒုက္ခဝေဒနာတွေမှာပါဝင်ဆက်ဆံခွင့်ရခြင်းအဖြစ်ရှုမြင်စေခြင်းလိုပါလေးဝယ်ဆက်ဆံဟောပါဝင်ဆက်ဆံခွင့်ဟုတ်တယ်ခရစ်တော်ကိုယ်တိုင် အဖြစ်မရှိဘဲဒုက္ခခံခဲ့ရတယ်။ဒါကြောင့်သူနောက်လိုက်တယ်လေလောကမှာဒုက္ခဆင်းရဲကြုံတွေ့ရနိုင်တာဟာမဆန်းဘူး။ဒါဟာယုံကြည်သူအတ္တတာရဲ့အစိတ်ပိုင်းတစ်ခုပဲလို့သူကဆိုလိုနေလာပါ။ပြီးလို့လေဒီလိုခရစ်တော်နဲ့အတူဒုက္ခခံရခြင်းမှာပါဝင်ခွင့်ရခြင်းက အခုလက်ရှိမှာနာကျင်ခံစားရပေမယ့်အနာဂတ်မှာခရစ်တော်ရဲ့ဖုံးအသေးလေးအပြည့်ဝထင်ရှားလာမယ့်အချိန်မှာအတိုင်းထက်အလွန်ဝမ်းမြောက်ရွှင်လန်းခြင်းကိုဖြစ်စေလိမ့်မယ်4.73လို့ပေတရုကမျှော်လင့်ချက်ပေးထားတယ်။အေးအဲ့ဒီတော့လက်ရှိကြုံနေရတဲ့ဒုက္ခကိုအဆုံးသတ်အဖြစ်မမြင်ပဲအနာဂတ်မှာလာမယ့်ဖုံးတော်ရဲ့ရှေ့ပြီးအရေးအယောင်အဖြစ်မြင်ပြီးဝမ်းမြောက်နိုင်တယ်လို့အားပေးတာပါ။နောက်ပြီးခရစ်တော်ရဲ့နာမကြောင့်သူများကကဲ့ရဲ့ရှုချက်တာတယောတာခံရရင်တောင်းမင်္ဂလာရှိတယ် ဘာကြောင့်လဲဆိုတော့ဖုံးတည်နေတဲ့ပြည်စုံတဲ့ဖရာသခင်ရဲ့ဝိညာဉ်တော်ကအဲ့ဒီလိုဒုက္ခခံရသူတွေအပေါ်မှာတီးနေလို့ပါ4.34အဲ့လိုလားစိတ်ဝင်ကောင်းစရာပဲဆိုလိုတာကဒုက္ခစင်ရဲ့အပြင်းထန်ဆုံးအချိန်မှာဖရာသခင်ရထူးခဲ့တဲ့ရှိနေခြင်းခွန်အားပေးခြင်းနှစ်သိမ့်ခြင်းတွေကိုအထူးခံစားရနိုင်တယ်ဒါဟာကောင်းချီးမင်္ဂလာတပါးပဲလို့ဆိုလိုတာပါဒါကြောင့်ဒုက္ခစင်ရဲ့ကို ချိန်ချင်းတခုလုံးမမြင်ပဲဖះနဲ့ပိုနီးကပ်စေတဲ့ဖះဖုံးတို့ထင်ရှားစေတဲ့အကွင့်တူတခုဖြစ်ရှုမြင်ဖို့ပေတရုကစင်ခေါ်နေတာပါဒါကတကယ့်ကိုအစွမ်းထက်တဲ့ရှုမြင်ပုံပြောင်းလဲမှုပဲဒါပေမဲ့ပေတရုကချက်ချင်းပဲတတိပေးထားသေးတယ်လေးရက်ရှိဟာယုံကြည်ခြင်းကြောင့်ဒုက္ခခံရတာနဲ့ကိုယ့်အဖြစ်ကိုယ်မှားကြောင့်ဒုက္ခခံရတာကတော့မတူဘူးနော် ဥပမာလူတမှုခိုးမှု မကောင်းမှုကျွလွန်လာဒါမဟုတ်ဟွာလေသူများကိစ္စမှာမလိုအပ်ပဲဝင်းရှုံလို့ပြဿနာတက်တာမျိုးပေါ့ဒီနှစ်မျိုးကြားမှာယုံကြည်သူတွေရဲ့စိတ်သဘောထားဘလို့ကွာချသင်ပါတယ်လေဟုတ်ပါတယ်ပေတရုကဒီချက်ကိုရှင်းရှင်းလင်းလင်းမြင်သားထားပါတယ်လူတသမားသူခိုးမကောင်းမှုပြုသူဒါမှမဟုတ်သူတပါးကြီးဥရှုံအောင်လုပ်တတ်သူ trouble maker meddler အဖြစ်နဲ့ဒုက္ခရောက်တာအဖြစ်ပြခံရတာမျိုးဆိုရင်တော့ရှက်ကြောက်ရမှာဖြစ်ပါတယ် အဲ့ဒါကကိုဖြစ်ကြောင့်ကိုခံရတာဖြစ်လို့ဂုံယူစရာဘာမှမရှိဘူး။မှန်ပါတယ်။ဒါမဲ့ခရစ်စတီယန်ဖြစ်တဲ့အတွက်ကြောင့် ခရစ်တော်ကိုယုံကြည်တတ်သိခံတဲ့အတွက်ကြောင့်ဒုက္ခခံရတာ၊ကဲ့ရဲ့ခံရတာ၊နှိစက်ခံရတာမျိုးဆိုရင်တော့လုံးဝရှက်စရာမလိုဘူး။စံကျင်ပန်းနေနဲ့ခရစ်စတီယန်ဆိုတဲ့အဲ့ဒီနာမည်အတွက်ဖျားခင်ကိုဂုံလို့ချီးမွမ်းရမှာပါ။လီးတတ်တဆစ်အောင်လို့ဆိုထားတယ်။ဆိုလိုတာကခရစ်စတီယန်ဖြစ်ရခြင်းကိုဂုံယူရမယ်။ အဲ့ဒီအတွက်အခက်ခဲကြုံရရင်တောင်ဒါဟာဂုံယူစရာအမတ်အသားတစ်ခုအဖြစ်ခံယူပြီးဖះကိုကျေစုတန်ချီးမွမ်းတဲ့ဆိုတဲ့သဘောပါလူကရဲ့အကြောင်းရင်းပေါ်မူဒီပြီးရှက်ရမှာလားဂုံယူရမှာလားဆိုတာကြွေးဖျားသွားတာပေါ့နောက်ထပ်နင်းနေလီနင်းတဲ့အခြေတကူကအခက်ငယ်စခုမှာပါတယ်တရားစီရင်ခြင်းကိုဖះတကင်းဤအင်တော်တော်တို့မှာစရဲဆိုတဲ့အချက်ပါဒီအချက်ကနင်းနေတော့လီးနေသွားပြီဘာကိုဆိုလိုတာလဲယုံကြည်သူတွေအတွက်ဘလို့တည့်ရောက်မှုရှိနိုင်မလဲอืม ဒါကယုံကြည်သူတွေအတွက်တတိပြေနိုးစော်ချက်တစ်ခုပါပဲ။ဖျားသခင်ကြီးအိမ်တော်ဆိုတာအများအပြားယုံကြည်သူအတိုင်းအဝိုင်းအတင်းတော်ကိုညီညွတ်ပါတယ်။တရားစီရင်ခြင်းကယုံကြည်သူတွေစီကအရင်စမယ်ဆိုတာကဖျားသခင်ဟာသူ့ရဲ့လူမျိုးတော်ကိုအရင်ဆုံးတန့်စင်မယ်စစ်ဆေးမယ်သူတို့ရဲ့အသက်တာအတွက်တာဝန်ခံစေမယ်ဆိုတဲ့သဘောပါ။အော်အရင်ဆုံးကိုလူတွေကိုအရင်စစ်ဆေးမယ်ပေါ့။ဟုတ်ကဲ့ဒနီယန်ဖြင့်ယုံကြည်သူတွေဟာ သူတို့ရဲ့အတာတက်စာဆောင်တိမှုအစေခံမှုတွေအတွက်ဘုရားသခင်ရဲ့ရှေ့မောက်မှာအရင်ဆုံးအကဲဖြတ်စစ်ဆေးခံရမယ်။ဒါကဘုရားသခင်ကသူ့လူတွေအပေါ်မှာပုံမြင့်တဲ့ဆန်နှုံးထားတယ်၊ပိုကြီးတဲ့တာဝန်အပ်နှင်းထားတယ်ဆိုတာကိုပြသလိုပါပဲ။ဒါကမယုံကြည်သူတွေတရားစီရင်ခြင်းကလွတ်မယ်လို့ဆိုလိုတာမဟုတ်ပါဘူးနော်။သူတို့လည်းအချိန်တိုင်းစီရင်ခံရမှာပါ။ဒါပေမဲ့ဘုရားရဲ့တန်ရှင်ခြင်းကသူ့ရဲ့အိမ်တော်ကနေစတင်တယ်ဆိုတာကိုဖော်ပြနေတာပါ။အဲ့ဒီတော့မှာတော့ ဘုရားသခင်အလိုတော်အတိုင်းဆိုလိုတာကမတရားသဖြင့်ဒုက္ခခံနေရတဲ့သူတွေအတွက်နောက်ဆုံးအားပေးလမ်းညွှန်ချက်ကိုအခန်းငယ်၁၀ခုမှာပေးထားတာပါ။ဟုတ်ကဲ့နောက်ဆုံးအချက်ပါ။ဟုတ်ပါတယ်။သူတို့လုံးတင်တာကစိတ်ပြတ်အားငယ်ပြီးလက်လျှော့လိုက်ဖို့မဟုတ်ဘူး။လက်စားချေဖို့စ조사ဖို့လည်းမဟုတ်ဘူး။သူတို့လိုရမှာကကောင်းမှုပြုခြင်းကိုဆက်လက်လှုပ်ဆောင်နေရင်းနဲ့မိမိတို့ရဲ့အသက်ဝိညာဉ်တွေကိုအရာခတ်တင်းကိုဖန်ဆင်းပြီးတစ္ဆာဆောင်တည်တော်မူလဲဖျာသခင်ရဲ့လက်ထဲကိုအနံ့ထားဖို့ဖြစ်ပါတယ်။အင်းကောင်းနာကိုဆက်လုပ်နေတဲ့အနန္ဖို့ဟုတ်တယ် ဒုက္ခတွေဆန့်ကျင်မှုတွေကြားထဲမှာတော့အကောင်းကိုဆက်လုတော်ဖို့ကိုယ့်အခြေအနေကိုနားမလည်နိုင်တော့ကိုယ့်ကိုဖန်ဆင်းတဲ့ဖျားဟာကောင်းမြတ်ပြီးတစ္ဆာရှိတယ်ဆိုတာကိုအကျွမ်းမဲ့ယုံကြည်ကိုးစားဖို့တိုက်တွန်းနေတာပါ။နောက်ဆင်းသည့်အခန်းကြီးတစ်ခုလောင်းကပေးတဲ့ပုံရင်းကတော်တော်လေးရှင်းလင်းလာပါပြီ။ The wise believers ရဲ့အချက်လက်တွေအရာအဓိကသင်ခန်းစာတွေအဲ့ဒီလက်နက်ကိရိယာတွေကိုပြန်ချုပ်ရရင်ပထမဆုံးကအတ္တတရဲ့ဥဒိကျပြောင်းလဲပဲ။ ခရစ်တော်နဲ့အတူဒုက္ခခံဖို့စိတ်ပိုင်းဖြစ်ခြင်းကအပြစ်တရားကိုညှင်းပယ်ပြီးဖျားအလိုတော်အတန်အသက်ရှင်ဖို့ခွန်းနာနဲ့လွတ်မြောက်ခြင်းကိုဆောင်ခြင်းပေးတယ်။ဟုတ်ပါပြီ။နောက်တစ်ခုကအဆုံးသက်အချိန်နီးပြီဆိုတဲ့အတိရဲ့အရေးပါမှုဒါကထာဝရတည်မြဲမဲ့အရာတွေဖြစ်တဲ့ဖျားနဲ့ဆက်ဆံရေးဆူတောင်းခြင်းအချင်းချင်းဆက်ဆံရေးပြန့်ထန်တဲ့မေတ္တာနဲ့အေဝပီချင်းကိုပို့ပြီးအလေးပေးစေတယ်။မှန်ပါတယ်အဲ့ဒါအရေးကြီးတယ်။ပြီးတော့ဝိညာဉ်ရေးကစုစည်းစုတွေကိုပန်ဆိုင်ထားရုံမဟုတ်ပဲ ဖျားပုံးတော်အတွက်အတင်းတော်တိဆော့ဖို့တာဝန်တည်တည်နဲ့ကောင်းသောဗန္ဒာဆိုကဲ့သို့အတုံးထုဖို့လိုအပ်တယ်။သိချတာပေါ့။နောက်ဆုံးနဲ့အရေးကြီးဆုံးတစ်ခုကခရစ်တော်ကြောင့်ဒုက္ခဆင်းရဲခံရခြင်းကိုရှက်စရာကြာရှုံးမှုလိုမမြင်ပဲခရစ်တော်နဲ့ပါဝင်ဆက်ဆံခွင့်ရတဲ့ဂုဏ်ယူဖွဲ့ရအခွင့်အထူးအဖြစ်ဝမ်းမြောက်စွာလက်ခံဖို့လိုတယ်။ဟုတ်ပါတယ်။ဒီအချက်တွေကတိချစီမဟုတ်ပဲတစ်ခုနဲ့တစ်ခုအပြန်အလှန်ချိတ်ဆက်အားထည့်နေတာကိုလည်းတတိပြုတင်တယ်ဗျာ။ဥပမာ စုကျေးဇူးတွေမှန်မှန်ကန်ကအတုံးပြုခြင်းဟာအချင်းချင်းပြင်းပြင်းထန်ထန်ချစ်ချင်ရဲ့လက်တွေ့ကျတဲ့တက်တဲ့တစ်ခုဖြစ်နေတယ်။ဟုတ်ကဲ့။ပြီးတော့ခရစ်တော်အတဲ့ဒုက္ခခံရခြင်းကိုဂုံယူစွာလက်ခံနိုင်ခြင်းကလည်းအစာပိုင်းမှာပြောခဲ့တဲ့အတ္တဥဒီရဲ့ပြောင်းလဲခြင်းလောကရဲ့တံဖိုးတွေထက်ဘုရားသခင်ရဲ့အလိုတော်ကိုဦးစားပေးခြင်းရဲ့အတိအပွင့်ဖြစ်နေပြန်ရော။အလုံးဟာခက်ခဲတဲ့အခြေအနေတွေကြားမှာ စ္စာရှိရှိရည်တည်နိုင်ဖို့လိုအပ်တဲ့အစိတ်ပိုင်းတွေပါပဲ The Wise Pay Levers ကပြုစုထားတဲ့ဒီအချက်လက်တွေမှာလေဒီနေ့ခေတ်ကျမတို့လိုစံစာဖတ်ရှုသူတွေအတွက်လက်တွေ့ဆင်ခြင်သုံးသပ်စရာအချက်တွေကိုလည်းထုတ်လို့ထားတယ်เนาะအဲ့ဒါတွေကိုလည်းခဏလောက်အာရုံစိုက်ကြည့်ကြရအောင်ပထမဆုံးကိုကိုကိုပြန်မေးဖို့ငါဘဝမှာအပိဓမ္မာနားသွားပြီလို့ပြောနိုင်တဲ့အခြေအနေရှိနေပြီလားဖျားသခင်ရဲ့အလိုတော်ကငါရဲ့ကိုယ်ပိုင်အလိုဆန္ဒတွေလောကရဲ့ဖျားတဲ့ထက်တကယ်ပဲဦးစားပေးဖြစ်နေပြီလားอืมဒါကကိုကိုကိုစစ်ဆေးဖို့ကောင်းတယ်မေးခွန်းပဲဟုတ်တယ် နောက်တစ်ခုကအဆုံးနှီးပြီဆိုတဲ့ယုံကြည်ချက်ကငါ့ရဲ့ဆူတောင်းခြင်းအသက်တာကိုပို့ပြီးအလေးနက်စီရလားအချင်းချင်းကိုပြင်းပြနဲ့နဲ့ချက်ဖို့ခွင့်လွှတ်ဖို့လက်တွေ့ကြကြကူညီဖို့လုံဆောင်မှုပေးနေရလားဟုတ်ကဲ့ပြီးတော့ဖះပေးထားတဲ့ငါ့ရဲ့ဆူကျေးဇူးတွေစကားပြောတာလုဆောင်တာအချင်းငွေကြေးစွမ်းရည်ကိုငါအတိမတ်ပြုရလားအဲ့ဒါတွေကိုဖះပုံးကိုအတွက်သူများအကျိုးအတွက်တကယ်ပဲအသုံးချနေရလား ืมဘနာဆိုစိတ်တတ်ဖို့ဟုတ်ပါတယ်နောက်ဆုံးအနေနဲ့ယုံကြည်ခြင်းကြောင့်နားလည်မှုလဲခံရတာကြည့်ရေခံရတာအစင်မပြေမှုတွေကြုံလာတဲ့အခါငါရှက်နေမလားစိတ်တကြနေမလားဒါမှမဟုတ်ဒါကခရစ်တော်နဲ့ပူတူစေတဲ့အခွင့်အရေးအဖြစ်မြင်ပြီးအတွေးစိတ်ထဲမှာဝမ်းမြောက်နိုင်မှုစူးစမ်းနေမလားဆိုတော့လေဒီနေ့အတူတူကစူးစမ်းခဲ့တဲ့ရှင်ပေတရုဩဝရစာပထမဆုံးအခန်းကြီး9ရဲ့အထူးကသတင်းစကားကတကယ်လို့ရှင်းလင်းပြီးအားရှိစရာပါ စိန်ခေါ်မှုတွေစိလေဒုက္ခတွေကြုံတွေ့နေရတဲ့ယုံကြည်သူတွေကိုတစ္ဆာရှိရှိရည်ရွယ်ချက်ရှိရှိမြုံလင့်ချက်နဲ့အသက်ရှင်နေထိုင်ဖို့လမ်းညွှန်ချက်ပေးနေရပါဖခင်သခင်ရဲ့အလိုလိုကိုရှာဖွေဦးစားပေးဖို့အချင်းချင်းစိတ်အားကြီးစွာမေတ္တာထားဖို့ကိုယ်မှရှိတာတွေနဲ့အစေခံဖို့နောက်ပြီးယုံကြည်ခြင်းကြောင့်ကြုံရတဲ့ဒုက္ခတွေကိုရှက်စရာမဟုတ်ပေဂုဏ်ယူစရာအခွင့်ထုအဖြစ်ရှုမြင်တတ်ဖို့အလေးပေးတတ်တွန်းထားပါရယ်ဟုတ်ပါတယ်နောက်ဆုံးအနေနဲ့အတွေ့အကြုံခြံထားခဲ့ခြင်းတွေပါ ဒီအခန်းကြီးရဲ့အဆုံးသတ်အခန်းငယ်439ကတကယ့်ကိုအစွမ်းထက်တဲ့တိုက်တွန်းချက်ပါဖျားသခင်ရဲ့အလိုတော်အတိုင်းဒုက္ခခံနေရခြင်းမှာတော့ကောင်းမှုပြုခြင်းကိုဆက်လက်လုပ်ဆောင်ရင်မိမိတို့ရဲ့ဝိညာဉ်တွေကိုတစ္ဆာဆောင်တည်ရဲ့ဖန်ဆင်းရှင်ထံအနန္တဘုဆိုတဲ့ချက်ပါဟုတ်ကဲ့ဒီအချက်ကကျွန်တော်တို့ကိုအရေးကြီးတဲ့မေခွန်းတစ်ခုစီဥတည်စေတယ်လို့ထင်ပါတယ်ကိုယ်တိုင်ကြုံတွေ့နေရတဲ့စံတမှုတွေ PR တွေနားလည်မှုလွယ်မခံရမှုတွေ ဒါမှမဟုတ်ပဝန်းကျင်ရဲ့စန့်ကျင်မှုတွေကြားထဲမှာစိတ်ရမချပဲကောင်းတဲ့အလုပ်တွေကိုတက်တက်ကြွကြဆက်လုပ်သွားဖို့ဆိုတဲ့စိတ်ပိုင်းဖြတ်မှု음တော်တော်ခက်ခဲနိုင်တဲ့အရာပေါ့ဒီဒီဖန်ဆန်ရှင်ပြရတဲ့ခင်ပေါ်မှာအကျွမ်းမဲ့ယုံကြည်ကိုးစားအနံ့ခြင်းဆိုတာကိုကျွန်တော်ရဲ့နေ့စဉ်လက်တွေ့ဘဝမှာဘယ်လိုဟန်ချက်ညီအောင်ကျင့်ကြံတတ်ရှင်နိုင်ကြမလဲဒီနှစ်ခုကြားကတင်းမာမှုလေကိုဂင်တွေ့ရင် စ္စာရှိစွာသက်ရှင်ခြင်းဆိုတာဘယ်လိုပုံမှန်ဆန္ဒရှိနိုင်မလဲဒါကကျွန်တော်တို့တဦးချင်းစီဆက်လက်ဆန်ကျင်သုံးသပ်စရာချက်တစ်ခုဖြစ်ပါတယ်ဗျ The wise believers ကပြုစုထားတဲ့အချက်လက်တွေကိုအခြေခံပြီးရှင်ပေတရုပထမဆောင် အခန်းကြီး၄ထဲကအဖိုးတန်လမ်းညွှန်ချက်တွေကိုအတူတကွစူးစမ်းလေ့လာခဲ့တဲ့ဒီဆွေးနွေးမှုမှာပါဝင်နှားဆင်ခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်